ဒီကနေ့ဟောမယ့်တရားတော်ကတော့ဝိပဿနာလုံငန်းစဉ်တရားတော်ကြီးပဲဝိပဿနာရှုဖို့လုံငန်းစဉ်တွေကို ကမ္မထမ်းပေးတဲ့အနေနဲ့ဟောသွားမယ်တရားတော်ကြီးလို့ဆိုလိုတယ်ဒီတရားတော်ကိုအခုလို့ဟောရတာကတော့နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ကြီးရဲ့အဖွဲ့ခွဲဖြစ်တဲ့ပฏิပတ်တိသာသနာနှုတ်ကအဖွဲ့ကလျှောက်ထားတောင်းပန်လို့ဟောရတာပဲအဲဒီသာသနာတရားကအဖွဲ့ရဲ့လျှောက်ထားပုံကတော့ ဗမာပြည်မှာလက်နေလေအောင်မြင်းဆောင်မှကြံလူတိုင်းလူတိုင်းဝိပဿနာလုပ်ငန်းစဉ်ကိုနားလည်ပြီးအားထုတ်နိုင်အောင်သိလွယ်တဲ့နည်းနဲ့လည်းဟောပါတဲ့ပြီးတော့သွာလာရောင်းဝယ်ရင်အလုတ်ကင်မပြဲပဲအားထုတ်သွားနိုင်အောင်လွယ်ကူတဲ့နည်းနဲ့လည်းဟောပါတဲ့အင်းဒီလျောက်ကြားထားတဲ့အတိုင်းဟောရမယ်ဆိုတော့ကျန်ကစကားတွေအကြောင်းယုတ်တိတွေဒီလိုနည်းနည်းတာတွေကိုထုတ်ပြနေဖို့မလိုတော့ပါဘူး ပြီးတော့အချိန်ကလည်း15မိနစ်တည်းဆိုတော့တကယ်တမ်းအားထုတ်သွားရမယ်လုပ်ငန်းစဉ်ကိုအကြည့်လွယ်လွယ်နဲ့တဲတို့ဟောသွားရတော့မှာပဲကဲစပြီးဟောတော့မယ်တတော်အမှတ်ရလည်းရဲ့ကာမဇာနောအတိလည်းရဲ့ဝိဟရေရနေရာဤအယံအမှတ်ရစေတိပီနေဆိုတဲ့ဒီစကားဤဟောငါဖះကိုအားထားနေကြတော့ သင်္ခေသအခြေသမီးတို့အတွက်အမာကံဘုရားရှင်ဖြစ်သောငါတို့၏အနုသာသနီ အကျဉ်းငြိယထာထပြတော်မူသောအဆုံးမတော်ကြီးပါပေ၏ပါဠိလိုကတတော်သံသာနောပမာလိုက အမှားရစေသိပြီနေဆိုရက်ဒီစကားနှလုံးဟာအတိတ်အာဖြင့်အမတန်ကျေပြန့်တယ်သီရိကသုံးမုံနဲ့ညီမျှနေတယ်ဝိပဿနာ လုံ90ဟူသမျှဟာလည်း ဒီစကားနှလုံးထဲမှာအတွင်းဝင်နေတယ်။ဒါကြောင့်အမှတ်ရပြီးသိရတဲ့ဒီဝိပဿနာလုံငန်းဟာဘုရားသာသနာတော်မှာအရေးကြီးဆုံးလုံငန်းကြီးလို့ဆိုနိုင်တယ်။နေရာတကာမှာအမှတ်ရပြီးသိရဆိုရင်ဘုရားသာသနာတော်မှာကိစ္စပြီးသွားတော့တာပဲ။ကိစ္စပြီးဆိုတာကသောတာပန်ဘုရားကအနာဂံရဟန္တာဖြစ်သွားတာကိုပဲဆိုလိုတယ်။ဒီထဲမှာ အယုတ်ဆုံးသောတာပန်ဖြစ်သွားတယ်ဆိုရင်ကို အပေသေးကလုံးလုံးဝလွတ်မြောက်သွားတော့တာပဲဒါကြောင့်ပေသေးကလွတ်ချင်းတဲ့လူတိုင်းအမှတ်ရပြီးသိရတဲ့ဒီဝိပဿနာလုပ်ငန်းကြီးကိုပြည့်စုံအားထုတ်သွားကြဖို့ပဲဒီနေရာမှာအမှတ်ရပြီးသိရမယ့်ဌာနကဘယ်နှပါးရှိသလဲလို့ဆိုရင်6ပါးရှိတယ်ပါများလေလို့ဆိုရင် မြင်တာကတဏှာ၊ကြားတာကတဏှာ၊နားတာကတဏှာ စားတာကတဌာနထိတာကတဌာနသိတာကတဌာနဟောဒီ6ဌာနပါပဲဒီ6ဌာနကိုဒွါရ6ပါးလို့ခေါ်တယ်ဒီဒွါရ6ပါးကသင်္ချာပေါ်လာတဲ့ယုံနာတွေကိုမရှိမမှလို့အမှန်အတိုင်းမသိရင်နေသဒုက္ခအတ္တလို့ထင်မြင်ဆွဲလာပြီးကိလေသာတွေကံတွေဖြစ်ပွားသွားနိုင်တယ်အဲဒီကံတွေကဘဝတန်ရာဆင်းရဲတွေဖြစ်ပွားသွားနိုင်တယ်ရှုမှတ်ပြီးအမှန်အတိုင်းသိနေရင်တော့

ိရဒါနကလည်းဒီတိုင်းဒီတိုင်းထီးရထီးရလို့ရှုမှတ်ပြီးပြရမယ်ဒီထီးမှုဆိုတာကတော့ဌာနအားဖြင့်အလွန်ကျယ်ဝန်းတဲ့အတွက်မှတ်သိရမယ်ထီးသိမှုတွေကလည်းအလွန်မဲများတယ်ခြေကစားပြီးကောင်းအထိတကူလုံးအတွင်ရောအပြင်ရောအသွေးသားကောင်းတဲ့နေရာတိုင်းနေရာတိုင်းကထီးသိမှုတွေအများကြီးပဲထင်ရှားနေတယ်အဲ့ဒါတွေကိုအကုန်လုံးသိအောင်ရှုမှတ်သွားဖို့ပဲပြီးတော့ ကိုယ်ရဲ့ဆန်းနဲ့သွားတယ်ရတဲ့ထိုင်နေအိတ်တဲ့ဖောင်းနေပိနေလို့ဒီလိုဆိုရတာတွေဟာလေဒီထိသိမှုတွေကြီးပဲလက်သေးခြေတဲ့ကိုယ်နဲ့ပိုက်သေးများမှာကြီးပြီးနေတဲ့ကာမတာရယုံနဲ့တိုက်ခိုက်ပြီးတွေ့ထိရုပ်တွေအသိအသိထင်ရှားဖြစ်နေတာတွေပဲဒါကြောင့်ကိုယ်မှုဆမ်းမှုစသည်ကိုပြုပြင်တိုင်းပြုပြင်တိုင်းလဲကိုယ်ရဲ့ဆန်းနဲ့သွားတယ်ရတဲ့ထိုင်နေအိတ်တဲ့ဖောင်းနေပိနေစသည်ဖြင့်အကုန်လုံးတရားရှုမှတ်ပါဖို့ပဲ။ ပြီးတော့ဉာဏ်သိရဌာနကလည်းဉာဏ်စီစဉ်းစားတိုင်းစိတ်ကူးတိုင်းပြီးတိုင်းဉာဏ်နဲ့စဉ်းစားတယ်သိရစသည်ချင်းရှုမှတ်ပြီးပြရမယ်။ဟောအခုပြောခဲ့တာတွေဟာဝိပဿနာရဲ့အခြေခံလုံငန်းစဉ်ပဲ။ဒါတော့ဆိုရင်အခြေခံလုံငန်းစဉ်မှာတော့ပြည့်စုံနေပါပြီ။ဒီလုံငန်းစဉ်တည်းရှုမှတ်သွားမယ်ဆိုရင်နာမရူပသိစေရာညာကသာပြီးအနုလောမညာမဲ့ညာဖွညာတိုင်အောင် ဝိပဿနာဉာဏ်စဉ်တွေဟာသူ့လိုလိုပဲတိုးတက်တိုးတက်ပြီးဖြစ်သွားနိုင်ပါတယ်။ဒါပေမဲ့အာထုကာသမှာတော့အခုပြောခဲ့တဲ့အတန်းဓွား၆ပါးလုံးကသိမှုတွေဟူသည်မြတ်ကိုအကုန်လုံးလိုက်ပြီးတော့သိရစပ်စပ်မမှတ်နိုင်သေးဘူး။ဒါကြောင့်ဒီလိုတမာရညာအာမရှိသေးခင်မှာတော့ရှုမစရာခန်းနေတဲ့ခါကြမ်းညာခါလို့လည်းကစားပြီးရှုမရတယ်။ယုံနေတာဒီနှမျိုးတည်းကဆိုရင်နာဆိုတာက ိမ်မွေးလို့အသိခက်တယ်ရုပ်ဆိုတာကတော့ဉာဏ်နဲ့ထင်ရှားလို့ပြီးလွယ်ပါတယ်ဒါကြောင့်အရဇပုဂ္ဂိုလ်မှာယုတ်ကစပြီးရှုမှရတယ်ယုတ်ထဲမှာလည်းမြင်ရတဲ့ဆင်းယုတ်ကြားရတဲ့ပန်းယုတ်အစရှိတယ်ဒီလိုဥပါဒယုတ်တွေကစိမ်မွေးလို့အသိခက်တယ်တွေ့တရတဲ့မဟာဝိယုတ်ကြီးတွေကတော့ဉာဏ်နဲ့ထင်ရှားလို့ပြီးလွယ်ပါတယ်ဒါကြောင့်တွေ့တရတဲ့မဟာဝိယုတ်ကြီးတွေကစာပြီးရှုမှရတယ်ဒီမဟာဝိယုတ်ကြီးတွေဆိုတာကလည်းကိုယ်တည်းကအတွေ့အထိထင်ရှားရမှာ သူ့ဆိုင်ပြီးရှုမှတ်နေရင်တခုခုကိုတော့သင်စားတွေ့ပြီးပြည်ပြည်သွားနိုင်ပါတယ်။ဒါကြောင့်မဟာဝိယုတ်ကြီးတွေကစားပြီးသင်စားပြီးသွားရအောင်ကိုယ်တည်းကအတွေ့အထိသင်စားရမှသူ့ဆိုင်ပြီးရှုမှတ်ဖို့ရာအရေးအကြီးဆုံးပဲဆိုတာကိုအခြေခံအဖြစ်နဲ့နားလည်ထားကြရမယ်။ကဲအခုဒီကစားပြီးရှုမှတ်ပုံကိုကြီးပြောသွားတော့မယ်။ကိစ္စတောင်းကင်းစင်ပြီးဒုလမှုစိတ်ညစ်မှုရနေတဲ့အချိန်မှာ ဒီနေ့လုံးတညာလုံးမဟုတ်တော့မှညာဤပိုင်းလာအောင်ပဲဖြည်းဖြည်းမနေ့ပိုင်းလာအောင်ပဲဖြည်းဖြည်းနေ့တိုင်းနေ့တိုင်းကိုယ့်အတွက်အားထုတ်စရာအချိန်လေးဟာလူတိုင်းလူတိုင်းမှာရှိစေရမယ်အဲဒီလိုလွတ်လပ်မှုစိတ်ငြိမ်မှုရနေတဲ့အချိန်ကာလမှာတရားအားထုတ်ဖို့ထိုင်နေတယ်ဆိုတော့ဒီလိုထိုင်နေရင်မဖို့နိဗ္ဗာန်ရောက်ဖို့အပေသေးကလွတ်ဖို့တရားအားထုတ်ရတော့မယ်လို့ကျေဥစွာဒီလိုနှလုံးသွင်းပြီးစိတ်ကို အားတက်စေရမယ်ပြီးတော့ ကိုယ်ထဲမှာစိတ်နဲ့ဆိုင်ပြီးထိုင်နေထိုင်နေလို့မပြတ်မှန်နေပါ ထိုင်နေဆိုတော့ဒီအဆိုမျိုးကတော့စိတ်ထဲကသာနှလုံးသွင်းမှုပါပဲအစကတော့ဖိုးနေဖို့မလိုပါဘူးမှတ်ဆိုတာကလည်းသိအောင်လို့ရှုတာနှလုံးသွင်းတာပဲဒါကြောင့်ထိုင်နေထိုင်နေလို့မှတ်တိုင်းမှတ်တိုင်းအောက်ပိုင်းကိုကခွေးလို့အထက်ပိုင်းကိုကထောင်းလို့တောင့်ပြီးထိုင်နေတာကိုမျက်စိနဲ့မြင်တယ်လို့သိသိချာချာပဲ ိသိသွားစီရမယ်။သမာဓိညာရင်လာတော့ထိုင်လို့တဲ့စိတ်ကြောင့်အသည့်အသည့်တောင်းတင်းတောင်းတင်းပြီးသိသိရတဲ့ထိုင်မှုအမူအရာပရမယုတ်သက်သက်ကိုကြီးသိသိသွားပါလိမ့်မယ်။ဒါကြောင့်ကိုယ်ထဲမှာစူးစိုက်ပြီးထိုင်နေထိုင်နေလို့သာမပြတ်ချွတ်မှနေရမယ်။ထိုင်နေလို့ကြီးမှနေရတာကိုလွယ်လွန်းနေတယ်လို့ထင်ရင်လည်းဓမ္မစီကပဲဖြစ်ဖြစ်တခြားကိုယ်စီပိုင်းတွေကပဲဖြစ်ဖြစ်သင်္ချာတိပိနေတဲ့ဒဏ္ဍာရီရာကိုစူးစိုက်ပြီး ရှိတယ်လို့လည်းမှတ်လိုက်ပါဦးအဲဒီလိုမှတ်တဲ့အခါမှာလဲသိသိနေတာလေးကိုသိသိချာချာသိသွားစေရမယ်ပြီးတော့ကိုယ်ထဲမှာပြန်ပြီးထိုင်တယ်လို့မှတ်ပြီးတော့ထိရမှာစူးစိုက်ပြီးထိတယ်လို့မှတ်ဒီနည်းဖြင့်ထိုင်တယ်ထိတယ်ထိုင်တယ်ထိတယ်လို့ထိုင်ရမှာတလက်ထိရမှာတလက်ဒီလိုမှတ်နေရမယ်လက်အိမ်နေရင်လည်းပဲဒီလိုနီးတူမှတ်နိုင်ပါတယ် အိတ်တယ်ထိတယ်အိတ်တယ်ထိတယ်လို့ဒီလိုမှတ်နေကြပါပဲဒီလိုအထိုင်းနဲ့အထိအိတ်နဲ့အထိရွှေပြောင်းရွှေပြောင်းပြီးမှတ်ရတာကိုစိတ်ပင်ပန်းတယ်လို့ထင်ရင်ဒီတဲ့မှတ်လွယ်လွယ်တာကတော့ဘိုက်ကပေါင်းတက်လာတာနဲ့ပင်ကျသွားတာပဲအဲ့ဒါကိုမှတ်ရတာကတော့ကိုပြီးလကူရတဲ့ဒါကြောင့်ဆရာတော်တို့ကယောဂီတွေကိုအများအားဖြင့်ဒီဖောင်းပင်မှုကစားပြီးရှုမှတ်ဖို့ညွှန်ကြားနေတယ် ေဥစွာဘိုက်ကိုစိတ်နဲ့ဇာအိပ်ပြီးကြည့်နေရမယ်။ကောင်းတယ်လာတာကိုလည်းတွေ့ရမယ်။ပိန်ကြသွားတာကိုလည်းတွေ့ရမယ်။စိတ်နဲ့စိုက်ကြည့်နေရုံနဲ့မထင်ရှားသေးဘူးဆိုရဲဘိုက်မှလည်းနဲ့ထိထားထင်ရှားလာလိမ့်မယ်။အဲဒီလိုထင်ရှားလာတော့ဘိုက်ကရုပ်တွေဖောင်းကျွလာတာကိုဖောင်းတယ်လို့ပဲမှတ်။ပိန်ကြသွားတာကိုပိန်တယ်လို့ပဲမှတ်။ဖောင်းစားကဖောင်းဆုံးတယ်အောင်ပိန်စားကပိန်ဆုံးတယ်အောင် တရွေချင်းရွေ့ရွေ့သွားတာကိုမျက်စိနဲ့မြင်သလိုသင်္နေရှားရှားသိသိသွားစီရမယ်အဲဒီလိုသေးသေးချာချာသိအောင်ဖောင်းနိုင်ပိန်နိုင်စုစားပြီးဖောင်းနေပိန်နေဖောင်းနေပိန်နေလို့မပြတ်ချွတ်မှနေရမယ်ဒီလိုမှနေရင်စိတ်ကတခြားကိုလည်းဖက်ထွက်သွားလိမ့်ဦးမယ်လူကအိမ်မှာရှိနေပေမဲ့စိတ်ဆိုတာကတော့မနေဘူးသူကမြိုတဲ့ရွာတဲ့ရောတခြားနေရာတွေရောရှောက်ပြီးလဲနေတာတဲ့လုခင်းကင်ငင်းတွေကိုလည်းကြံစည်စဉ်းစားနေတာတဲ့ အဲ့လိုစိတ်ကူးကြံစီမှုတွေကိုလည်းထွက်တယ်သွားတယ်စိတ်ကူးတယ်ကြာတယ်စဉ်းစားတဲ့စသည်ဖြင့်ဒီတိုင်းဒီတိုင်းလိုက်ပြီးကျူးမရမယ်ပြီးတော့ဖောင်းတယ်ပိန်တယ်ဖောင်းတယ်ပိန်တယ်လို့ပြန်ပြီးမှန်ရတိုင်းပဲမှတ်နေကြမှာပဲဒီလိုဖြစ်ပေါ်တိုင်းသောစိတ်ကလေးတွေကိုကျူးမပြီးပြနေတာကစိတ်ဓာနုပသနာတဲ့ပြီးတော့ကိုယ်ထဲမှာညောင်းမှုပုံမှုရာရာမှု နာကျင်မှုစတဲ့ မခံတဲ့ဝေဒနာလေးတွေကလည်းအထင်ရှားပေါ်ပေါ်လာလိမ့်ဦးမယ်။အဲ့ဒါတွေကိုလည်းစူးစမ်းပြီးညောင်းတယ်ညောင်းတယ်ပူတယ်ပူတယ်အစဒီဖြင့်မပြောင်းမရှင်းရှုမှတ်ရမယ်။ဒီလိုဝေဒနာတွေဟာသမာဓိညာအားကောင်းလာတော့မှတ်နေရင် မကြခင်ပဲကြောက်ကြောက်သွားပါလိမ့်မယ်။အဲ့လိုပြောက်သွားတော့ဖောင်းနေပိန်နေလို့မှန်ရဲ့ပြန်မှတ်နေုံပဲ။ဒီလိုဝေဒနာတွေကော ကျွမပြီးသိနေတာကတော့ဝေဒနာနုပဒနာပဲညောင်းလို့ဘူးလို့မခံပါလို့ပြင်းပြင်းလာကြရင်လည်းအဲ့ဒီစိတ်ကိုပဲပြင်းပြင်းနဲ့ပြင်းပြင်းနဲ့လို့မှတ်ရမယ်လက်ခြေတွေပြုပြင်းတဲ့အခါမှာလဲပြုပြင်းတိုင်းကြွတယ်ကြွတယ်ရွှေ့တယ်ရွှေ့တယ်ကွေးတယ်ကွေးတယ်စသည်ဖြင့်သူးသူးဆိုင်ဆိုင်ကျွမပြီးပြုပြင်းရမယ်အားလုံးဖြည်းဖြည်းချင်းပဲပြုပြင်းရမယ်ညာညာကြီးပြုပြင်းရင်တော့ဘာမှသိမှာမဟုတ်တော့ဘူး ထခြင်းတဲ့ကာမလဲထခြင်းနဲ့ထတယ်လို့မှတ်ပြီးတော့ရွေချင်းကြွတ်တက်လာတဲ့ကိုကိုစူးစိုက်ပြီးထတယ်ထတယ်လို့မှတ်ရင်ဖြည်းဖြည်းပဲထရမယ်။ရမ်းပြီးတော့တောင့်ပြီးရနေတဲ့ကိုကိုစူးစိုက်ပြီးရတယ်ရတယ်လို့မှတ်ရမယ်။လာကြည့်မြင်ရင်ကြည့်တယ်မြင်တယ်လို့မှတ်မှတ်လိုက်ရအောင်မယ်။သွားတဲ့အခါမှာတော့သွားတယ်သွားတယ်လို့ပဲဖြည်းဖြည်းညာလာနေပဲလာနေလို့ပဲဖြည်းဖြည်းကြွတယ်လှမ်းတယ်ချတယ်လို့ပဲဖြည်းဖြည်းသူးသူးဆိုင်ဆိုင်ရှုမှပြီးသွားရမယ်။ ရှည်လာနိုင်ရှည်လာနိုင်ခြေတော်ကြွလာဒီကစားပြီးနင်းချပြီးတည်တယ်အောင်တွေချင်းရွေ့ရသွားတာကိုသူသေးချာချာတိတိသွားစီရမယ်အတူချုပ်ပြောရမယ်ဆိုရင်သွားနေတဲ့အခါမှာရှည်လန်းကိုပဲစူးစိုက်ပြီးတော့သွားတယ်သွားတယ်လို့ပဲဖြည်းဖြည်းဗဲလာနဲ့ညာလာနဲ့လို့ပဲဖြည်းဖြည်းကြွတယ်လာနဲ့ချတယ်လို့ပဲဖြည်းဖြည်းမပြတ်မှတ်ပါဘူးပဲတိုင်းနေတဲ့အခါအိတ်နေတဲ့အခါများမှာတော့အထူးမှဇာမရှိရင်ဘိုက်ကဖောင်းတာပိန်တာကိုပဲစူးစိုက်ပြီးဖောင်းတယ်ပိန်တယ်ဖောင်းတယ်ပိန်တယ်လို့မပြတ်မှတ်နေကြပါပဲ။ ဒီထဲကစိတ်ကူးစဉ်းစားမှုတွေဖြစ်လာရင်အဲဒီစိတ်ကူးတွေကိုလိုက်ပြီးမှတ်ရမယ်ပြီးရင်အောင်းနေပိနေဖောင်းနေပိနေလို့ပြန်ပြီးမှတ်သွားရုံပါပဲဒီထဲကညောင်းမှုပူမှုနာကျင်ကြိတ်ခဲမှု အစရှိတဲ့ဝေဒနာအထူးတွေပေါ်လာကြရင်လည်းအဲဒီဝေဒနာတွေကိုလိုက်ပြီးမှတ်ရအောင်မယ်ပြီးရင်အောင်းနေပိနေဖောင်းနေပိနေလို့ပြန်ပြီးမှတ်သွားရုံပါပဲဝေမှုသာမှုလှူရှားမှုပြည့်ပြည့်မှုရှိကြရင်လည်းအဲ့ဓာတွေကိုလိုက်ပြီးမှတ်ရအောင်မယ် ပြီးရင်ဖောင်းတယ်ပိန်တယ်ဖောင်းတယ်ပိန်တယ်လို့ပြန်ပြီးမပြတ်ဆက်မှသွားရုံပါပဲဒီနေ့တိုင်းနေ့စဉ်နာယီဝဲတနာယီစသည်ချင်းရိုးသေးသေးမပြတ်ရှုမှတ်သွားမယ်ဆိုရင်ဒီနေ့တဲ့ဒီနေ့ဒလတဲ့ဒလသမာဓိညာတွေညင့်ညင်ပြီး ကိုယ်တိုင်သည့်ဝိပဿနာတွေကိုယ်တိုင်သည့်ဝိပဿနာညာတွေထူးထူးခြားခြားဖြစ်လာနိုင်ပါတယ်ဒီလိုဖြစ်မှုတဲ့ပုံပေါ်များလည်းရှိနေပါတယ်ဝိပဿနာညာပြည့်စုံလာတော့မဲ့ညာဖုံညာဖြင့် နိဗ္ဗာန်ကို တွေ့မြင်သွားနိုင်ပါတယ်ဒါကြောင့်မဲ့ဖို့နိဗ္ဗာန်ကိုလက်ငင်းကြစေနိုင်တဲ့ဝိပဿနာလုပ်ငန်းစဉ်ကြီးကိုတော့ငှရပြီလို့ဝမ်းမြောက်ဝမ်းသာပြီးဒီလုပ်ငန်းစဉ်တိုင်းရှုမှတ်၍မကြခင်မဲ့မဲ့ဖို့နိဗ္ဗာန်ကိုတွေ့မြင်ပြီးအပေဘေးကြီးကလုံးဝလွတ်မြောက်ရပြီတော့မယ်လို့ကျုံကြည်စိတ်ချပြီးယူယူစားစားအားထုတ်ကြမယ်။ဟောသင်္ခါကြနေပြီ။တရားတော်ကိုဆုံးသတ်တော်မယ်။နေ့စဉ်နာယီဝဲဖြစ်စေတနာယီနှစ်နာယီဖြစ်စေ ယောတိရှမအာထုတ်ကြ၍ဖရာယနာရိယာရှင်မြတ်တို့မျက်မှောက်တွေ့ရသိရသောနိဗ္ဗာန်တရားတော်များကိုမဲ့ညာဖုံညာဖြင့်လင်းမြန်စွာဆက်ရောက်၍မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်းပါတော်တော်